င်္ဂလာပါရှင်ခစ်တက်တယ်လီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဖားဆောင်မြို့ခလာရ134တရင်စကန်းသိန်းတိုက်ပွဲတွင်အရာရှိနှင့်စစ်သည်များအပါအဝင် စစ်တုံးပန်း90ထက်မနည်းဖမ်းဆီးရရှိပြီးဖားဆောင်မြို့တစ်ခုလုံးကိုသိမ်းပိုက်ရရှိရန်နှီးဆက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် တည်ရင်နီပြီးဖားဆောင်မျိုးရှိစစ်ကောင်စီ၏ခလာရ134တရင်စခန်းသိမ်းတိုက်ပွဲတွင်စစ်တုံးပန်း90ထက်မနည်းဖမ်းဆီးရရှိထားကြောင်းခရင်နီတော်လန်ရေးတရင်ရင်မြစ်ကတရင်ဌာနသို့ပြောကြားပါသည်ဇွန်လ26ရက်နေ့မှာစာရင်းဖားဆောင်မြို့အခြေဆိုင်အကြံဖက်စစ်ကောင်စီ၏ခလာရ134တရင်ကိုခရင်နီတော်လန်ရေးပူပေါင်းတပ်ပေါင်းစုကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာယခုရက်ပိုင်းအတွင်အဆိုပါတရင်ကိုသိမ်းပိုက်ရရှိခဲ့ကြောင်းကြံရှိနေသောခလာရ135တရင်ကိုဆက်လက်၍ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းသိရပါသည် ဖားဆောင်တိုက်ပွဲအခြေအနေကကောင်းပါတယ်ခလာရ134တရင်ကိုတင်ပြီးပြီကြံနေသေးတဲ့တက်စကန်ကိုဆက်သိမ်းနေလို့အတိအကျပြောပြလို့မရသေးဘူးအားလုံးပြီးသွားတာနဲ့တရားဝင်ထုတ်ပြန်ပါလိမ့်မယ်ဟုခရီးနီတော်လန်ရေးတရင်ရေးမြက်ကတရင်ဌာနသို့ပြောကြားပါတယ်အကြံဖတ်စစ်ကောင်စီခလာရ134တရင်သိမ့်ပိုက်ရတွင် ဖားဆောင်ပြည်သူကောက်ွက်ရေးတပ်အမှတ်1108တရင်မှာအသက်40အရွယ်ရဲဘော်ကျော်စုခါစိုင်မောင်းသည့် တိုင်းပြည်နှင့်ပြည်သူအတွက်မြင့်မြတ်စွာအသက်ပေးလူသွားခဲ့ကြောင်းဖားဆောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ကြပါရယ်။ခရင်ပြည်ဖားဆောင်မြို့ကိုတည်ယူနိုင်ရေးအတွက်စစ်ကောင်စီတပ်ဤခလာရ134နဲ့135တပ်ရင်းတို့ကိုခရင်တော်လှန်ရေးတပ်များက2024ခုနှစ်မေလ၄ရက်နေ့ကတည်းကထိုးစစ်ဆင်နေခဲ့ခြင်းဖြစ်ပါရယ်။ ဖားဆောင်မျိုးတွေစစ်ကောင်စီ ਈ 134နဲ့ခလာရ135တပ်ရင်းတစ်ခုသာရှိပြီးရင်းတပ်ရင်းစခန်းတစ်ခုစလုံးကိုသိမ်းပိုက်နိုင်ပါကဖားဆောင်မျိုးနယ်တစ်ခုလုံးသည်တော်လန်ရေးတပ်ဖွဲ့များထံသို့ကြားရောက်သွားမည်ဖြစ်ကြောင်းကရင်နီတော်လန်ရေးတရင်ချင်းမြက်ကပြောဆိုပါတယ်။ ဆက်လက်ပြီးပေါက်ခေါင်းမျိုးနဲ့တွင် PDF များကိုဝင်ရောက်လာပြီဆိုရင်၍စေကောင်စီကပေါက်ခေါင်းအုပ်တွင်လက်နှင့်ပေါက်ခေါင်းတောင်ကူလက်များကိုဆက်တိုက်ဖျက်ဆီးနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ပဲခူးတိုင်းပေါက်ခေါင်းမျိုးနဲ့တွင် PDF များကိုဝင်ရောက်လာပြီဆိုရင်၍စေကောင်စီကပေါက်ခေါင်းအုပ်တွင်လက်နှင့်ပေါက်ခေါင်းတောင်ကူလက်များကိုဆက်တိုက်ဖျက်ဆီးနေကြောင်းဒေသခံပြည်သူများကသတင်းဌာနသို့ပြောကြားပါတယ်။ ရှမနီဇူလိုင်လ၁ရက်နေ့ညနေ9:30မိနစ်အချိန်ပဲခူးတိုင်းပေါက်ခေါင်းမြို့နယ်ညောင်ကုန်းရွာအနီးရှိပြည်တောင်ဝလန်ကိုစစ်ကောင်စီကမြေကော့ဆက်များဗတ်ဖိုးများဖြင့်ဖျက်ဆီးသွားကြောင်းသိရပါတယ်။ထို့တူဇူလိုင်လ၁ရက်နေ့နနက်၁၇နာရီအချိန်ပေါက်ခေါင်းမြို့နယ်ပေါက်ခေါင်းအုပ်တွင်းလမ်းပိုင်းစမ်းကုန်းကျေးရွာနှင့်ချိုကုန်းကျေးရွာကြားလမ်းနေရာများကိုစစ်ကောင်စီတပ်ကဖျက်ဆီးသွားကြောင်းသိရပါတယ်။ အလားတူစွန်လ20ရက်နေ့ညနေ6နာရီအချိန်ပောက်ခေါင်းအုပ်တွင်းလမ်းမနှစ်နေရာကိုစစ်ကောင်စီတပ်ကဖျက်ဆီးသွားကြောင်းပောက်ခေါင်းမြို့နယ်နီပါဆေးရွာနှင့်တောင်လေကြီးရွာအကြားဂွေးပင်ကုန်းကြီးရွာအနီးပောက်ခေါင်းအုပ်တွင်းလမ်းပိုင်းနေရာကိုတောင်လေတောက်ဝတိုင်းရဲကဲမှဗိုလ်ကြီးအောင်မြင့်မြတ်ဦးဆောင်သောအင်အား9ဦးပါစစ်ကြောင်းဖြင့်လုံခြုံရေးဖျက်ဆီးသွားကြောင်းသိရပါသည်စစ်ကောင်စီကပောက်ခေါင်းနှင့်အုပ်တွင်းအဆက်စစ်ကောင်စီကပောက်ခေါင်းနဲ့အုတ်တွင်းအဆက်တောင်တက်လမ်းပိုင်းနေရာကိုလည်းမြေခေါ်ဆက်များဖြင့်ဖျက်ဆီးထားကြောင်းအ धिक လမ်းများကို ဖြတ်စည်းရခြင်းမှာ PDF များဝင်ရောက်လာမည်ကိုစိုးရိမ်၍ဖြစ်ကြောင်းသိရပါတယ်။လမ်းတွေဖြတ်ထားတော့ဒေသခံပြည်သူတွေကျန်းမာရေးပညာရေးအစားတောင်းနေကုန်စည်တည်ယူရေးအခက်တွေ့နေရပါတယ်ဟုဒေသသတင်းရင်းမြစ်ကပြောဆိုပါတယ်။ပဲခူးတိုင်းပောက်ခေါင်းမြို့နယ်တွင်စစ်ကောင်စီတပ်များနှင့်တော်လှန်ရေးတပ်များအကြားစစ်ရေးတင်းမာနေပြီးစစ်တပ်ကမြို့ပေါ်နေရာမှာလည်းရေးကျန်းနေရာများအလုံးကိုစိုးမိုးနိုင်တော့ခြင်းမရှိပဲပြည်သူ့ကာကွယ်ရေးတပ်များကအ धिक ချုပ်ကင်ထားကြောင်းဒေသသတင်းရင်းမြစ်ကပြောဆိုပါတယ်။ ဆက်လက်ပြီး NUG အစိုးရကိုအတိအမှတ်ပြုထိတွေ့ဆက်ဆံနေသောတီမောနိုင်ငံကိုအာဆီယံအဖွဲ့ဝင်ဖြစ်ခွင့်မပေးရန်မြန်မာစစ်ကောင်စီကအာဆီယံဥက္ကဋ္ဌထံသို့စာပေးပို့ရင်းဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရကိုအတိမတ်ပြုထိတွေ့ဆက်ဆံနေသောတီမောနိုင်ငံကိုအာဆီယံအဖွဲ့ဝင်ဖြစ်ခွင့်မပေးရန်မြန်မာစစ်ကောင်စီကအာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံထံသို့ကန့်ကွက်စာပေးပို့လိုက်ကြောင်းသိရပါသည်။မြန်မာစစ်ကောင်စီကတီမောနိုင်ငံကိုအောက်တိုဘာလတွင်အာဆီယံအဖွဲ့အတွင်းသို့ဝင်ရောက်ခွင့်ပေးမည်ကိုထောက်ခံမည်မဟုတ်ကြောင်းလက်ရှိအာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံသို့စာပေးပို့တရားဝင်အကြောင်းကြားလာခြင်းဖြစ်ပါသည်။တီမောနိုင်ငံသည်အာဆီယံပြည်ညင်စာရန်ပါပြဋ္ဌာန်းထားသည့်အတိုင်း တနိုင်ငံ၏ပြည်တွင်ရေးကိုတနိုင်ငံကဝင်ရောက်မဆက်ဖက်ရေးမှုကိုနိုင်နိုင်ရန်ပြက်ကွက်ကြောင်းနေပြည်တော်ကအာဆီယံဥက္ကဋ္ဌမလေးရှားထံသို့ပေးပို့သောစာတွင်အကြောင်းကြားဖော်ပြထားသည်တီမောနိုင်ငံအနေဖြင့်အာဆီယံအဖွဲ့ဝင်နိုင်ငံနှင့်ဆန့်ကျင်နေသောအဖွဲ့အစည်းများအထူးသဖြင့်အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင်လက်ရှိစစ်ကောင်စီကိုဆန့်ကျင်နေသောအဖွဲ့အစည်းများကိုကြီးတွေ့ဆက်ဆံခြင်းမှရှောင်ကျဉ်ရန်စစ်ကောင်စီကတိုက်တွန်းထားပါသည်။ ်နေပြည်တော်ကပေးပို့သောစာရင်းတီမော်အစိုးရကမြန်မာနိုင်ငံ၏ပြည်တွင်းရေးကိုဝင်ရောက်မဆွတ်ဖက်ရေးမူဝါဒကိုပြောင်ပြောင်တင်းတင်းချိုးဖောက်ပါကအာဆီယံအဖွဲ့ဝင်အဖြစ်တီမော်ကိုဝင်ခွင့်ပေးရန်ထည့်သွင်းဆင်ဆောင်မှုကိုပြည့်ပြတ်သားသားပယ်ချဆန့်ကျင်မှုဖြစ်ကြောင်းရေးသားထားပါတယ်မလေးရှားနိုင်ငံတွင်ယခုနှစ်မေလနောက်ပိုင်းကျင်းပခဲ့သည့်အာဆီယံထိပ်သီးအစည်းအဝေးတွင်တီမောနိုင်ငံကိုလာမည့်အောက်တိုဘာလနောက်ပိုင်းအာဆီယံအဖွဲ့၏၁၇နိုင်ငံမြောက်အဖွဲ့ဝင်အဖြစ်အတိမတ်ပြုရန်သဘောတူညီခဲ့ကြသည်။ ဒီမော်အနေဖြင့်မြမအရေးအတွက်ချင်းကပ်ပုံကိုပြန်လည်တုံတက်ပြီးမြမနိုင်ငံအပေါ်၎င်း၏မူဝါဒကိုပြန်လည်ပြင်ဆင်ရန်ပြက်ပြက်သားသားဂရိကဝတ်မပြမချင်းအာဆီယံအဖွဲ့ဝင်ဖြစ်ခွင့်ပေးရန်ထည့်သွင်းစဉ်းစားမှုများအလုံးကိုဆိုင်းငံ့ထားရန်အာဆီယံဥက္ကဋ္ဌနှင့်အာဆီယံအတူရေးမှုချုပ်ယုံသူမြမစစ်ကောင်စီကတိုက်တွန်းထားပါသည်တို့ရတွင်အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါဣဗရာဟင်က NUG ဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းအပါအဝင် NUG နှင့်ထိတွေ့ဆက်ဆံခြင်းများကိုမေလအတွင်းတွင်တရားဝင်ပြုလုပ်ခဲ့ပါသည် မေလာအာဆီယံထိပ်သီးအစည်းအဝေးတွင်စစ်ကောင်စီ၏ကိုယ်စားလှယ်နိုင်ငံသားရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝင်အောင်ကျော်မိုးကတီမောနိုင်ငံအာဆီယံအဖွဲ့ဝင်ဖြစ်ရေးကိစ္စနှင့်ပတ်သက်၍မှတ်ချက်မပေးခဲ့ဟုသိရပါသည်။အရှိတီမောလက်စတေနိုင်ငံတွင်အမျိုးသားညီညွတ်ရေးအစိုးရ NUGE ဆက်ဆံရေးယုံကိုတရားဝင်ဖွင့်လှစ်ထားပြီးတီမောသမရာဟိုဆေးရာမို့ဟော်တာကမြမအရေးကိုနိုင်ငံတကာတွင်ဖွင့်ဖွင့်လင်းလင်းထောက်ခံပြောဆိုလျက်ရှိပါသည်။ NUG နိုင်ငံသားရေးဝင်ကြီးဒေါ်စင်မအောင်က2023ခုနှစ်နဲ့2024ခုနှစ်တွင်တီမောနိုင်ငံသို့သွားရောက်ခဲ့ပြီးနောက်ဆက်တွဲအနေဖြင့် NUG ဆက်ဆံရေးယုံကို2024ခုနှစ်အတွင်းဖွင့်လှစ်ခဲ့ပါတယ်။ NUG အစိုးရတာဝန်ရှိသူများကိုတီမောအစိုးရတမရနဲ့ဝင်ကြီးချုပ်တို့ကအတိမတ်ပြုလက်ခံတွေ့ဆုံသည့်အပြင်နိုင်ငံတကာတွင်လည်းအကြမ်းဖက်စစ်ကောင်စီ၏စစ်အာဏာသိမ်းမှုကိုတီမောအစိုးရကရှုံချကြောင်းထုတ်ပေါ်ပြောဆိုထားပါသည် ဆလပီနောင်ချိုမြို့နယ်30ရွာကိုစစ်ကောင်စီပုံချဲတိုက်ခိုက်တဲ့ပြင်ဖြီသူ၃ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ရှမ်းပြည်နယ်နောင်ချိုမြို့နယ်30ရွာကိုစစ်ကောင်စီကလျင်နဲ့ပုံချဲတိုက်ခိုက်ခဲ့တာကြောင့်ဖြီသူ၃ဦးသေဆုံးပြီးတဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ PSLF DNL နဲ့သတင်းနှစ်ပြန်ကြားရေးအဖွဲ့ကဂျမန်နီညာပိုင်းမှာထုတ်ပြန်ထားပါတယ်။ 2025ဇူလိုင်လ1ရက်နေ့လယ်3နာရီကျော်မှစစ်ကောင်စီကနောက်ချိုမြို့နယ်30ရွာကိုလေရင်နဲ့၄ချိန်ဘုံးဆက်တလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသား3ဦးသေဆုံးခဲ့ပြီးအမျိုးသား2ဦးထိခိုက်ဒဏ်ရာရရှိတဲ့အပြင်နေအိမ်နှလုံးနဲ့ဖုန်ကြီးကြောင်နှလုံးထိမှန်ပျက်စီးခဲ့တယ်လို့သိရပါဗျ။ ပြီးခဲ့တဲ့ဇွန်လ29ရက်နေ့မှာလည်းကြောင်မဲမြို့ကိုစစ်ကောင်စီတပ်က Jet Fighter နဲ့ပေါင်250ပုံ6လုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ6ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်14လုံးစာတင်ကျောင်းတစ်ကျောင်းနဲ့ဖုန်ကြီးကျောင်းနှစ်ကျောင်းထိမှန်ပျက်စီးသွားခဲ့တယ်လို့ဖော်ပြထားပါတယ်။ပြည်သူတွေအနေနဲ့လည်းစစ်ရေးတရီအမြဲရှိဖို့လိုအပ်ပြီးလေကြောင်းရန်ကောက်ခွေရေးဆိုင်ရာနေလန့်တွေကိုလိုက်နာဆောင်ရွက်သွားကြဖို့ TNLA ကသတိပေးနှိုးဆော်ထားတာဖြစ်ပါတယ်။ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။